ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Kitty Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနောင်ယူစိတ်တရေးသားထားတဲ့အယူသူရောနဲ့လှဲသား90အပိုင်း49ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like နဲ့ Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် ပေါမိုးအုပ်ထားတဲ့နွားလှဲပေါင်းအစီး90လောက်ပါတဲ့လှဲဒန်းကြီးတစ်ခုညမမမအဲ့ဒီလှဲဒန်းကြီးကလမ်းအတိုင်းတွေ့ရွေ့သွားနေပါတယ်တကောင်ချင်းလောက်မှရွာတရွာရဲ့အခြေကိုအဲ့ဒီလှဲဒန်းကြီးရောက်လာပါတယ်ကွင်းတစ်ခုစီမှာလှဲတွေကရက်ကုန်ပြီးလှဲပေါ်နေလူတချို့ဆင်းလာကြပြီးတဲ့နောက်မှာတော့ရွာရဲကိုဝင်ရောက်သွားကြပါတယ်ကျန်တဲ့သူတွေကတော့လှဲရီစီကနွားရီကိုဖြုတ်ပြီးလမ်းနေသူကလည်းခြည်ရဲ့သူကခြည်နေပေါ့လှဲရင်တွေအထက်အမျိုးသမီးတွေခလင်းငယ်တွေထွက်လာကြပါတယ် သူတို့ရဲ့လဲရီအနီမှာပဲနေရာထိုင်ခင်းခင်းကျင်ကြပါရယ်။တိတ်မကြလိုက်တဲ့အချိန်မှာတော့ရွာရဲကိုဝင်သွားကြတဲ့လူတွေကလက်ထဲမှာကြက်ဝက်စိတ်နေပေးစားတဲ့အိမ်မွေးတရိတ်ဆန်တွေကိုဖမ်းဆီးပြီးတော့ပြန်ထွက်လာခဲ့ကြပါရယ်။ဖန်စီလာတဲ့တတ္တဝါတွေကိုခုတ်ဖြတ်ပိုင်းတက်ပြီးတော့အသားတွေကိုခလေးတွေကိုရောလူကြီးတွေကပါမြေရေရှက်ရေစားတော့ကြပါရယ်အကုန်လုံးကအစာအလုံးကျူးကြတယ်လေအသားတွေကိုစားတော့နေကြအများသွေးတန်တရေရေနဲ့မျိုးလုံးကြီးတွေကိုပြူးလို့ ဒီမြေကွင်းကိုလိပ်ပြန်ခဲ့တဲ့တဲ့သူတယောက်ယောက်ကများမြင်တွေ့သွားမယ်ဆိုရင်တော့တခါရဲနေရာမှာလမ်းဖြန်ပြီးတော့သေဆုံးသွားနိုင်လိမ့်မယ်ထင်ပါရဲ့ဒီလဲရီဟာအိရွာအနာမှာတပတ်လောက်ကြာကြာနေပြီးတဲ့အချိန်မှာတော့လဲရီပြန်ကောက်ပြီးနောက်တနေရာစီကိုထွက်ခွာသွားကြပါရဲ့သူတို့ဒီလိုမျိုးထွက်ခွာသွားပြီးတိုင်းရွာရဲစီမှာလူ၃ယောက်တည်တတ်တာကတော့ဘာကြောင့်ရမသိပါဘူးတိုင်ဝရွာသားငွေမောင်ကြောင့်မြို့စီယာနေအလုတ်သားလုပ်ပြီးရွာကိုအပြန်ကားစီလာရကနေဒိုးပင်လမ်းဆောင်မှာဆင်းလို့တစ်ဖက်လက်ကျန်ခရီးအတွက်လှဲကြုံကိုရှာလို့နေပါရီ ဒီလိုနဲ့ညနေရလဲအချိန်ဆောင်နေပြီလေလမ်းပန်းခီးရလဲခက်ခဲလို့နေအတွက်မြို့အနီးဒိုးပင်လမ်းဆောင်အထီကိုနေတဝက်ကျိုးရဲထီကားစီရတယ်ကားစီပြီးရင်တော့အခုရောက်နေတဲ့ဒိုးပင်လမ်းဆောင်ကနေရွာစီကို9နိုင်ကျကျလာလှဲဆက်စီရတယ်လဲပန်ရှင်ရှိရတဲ့တွေကရွာရီနီဒိုးပင်လမ်းဆောင်အထီကိုအရောက်လာတက်ပြီးတော့လမ်းဆောင်နဲ့ထားလို့မြို့ကားစီတက်ကြတယ်ဒါကြောင့်ဒိုးပင်လမ်းဆောင်မှာရွာရီကနေလာပြီးဆောင်ဆိုင်နေကြတဲ့လှဲကြုံတွေကမရှားပါဘူး ကဘောအစင်မီရာနဲ့ကြောင်ရတက်ပြီမဲ့ဒီနေ့မှာတော့နောက်လဲကျလာပြီမို့လဲကြုံကတော့တစည်းမှမရှိပါဘူး။ဒါနဲ့ပဲလဲကြုံတစည်းတလေလောက်များလာမလားဆိုပြီးတော့ငွေမှတောင်ဆောင်းဆိုင်နေလိုက်တာ။နိုင်ဝက်45မိနစ်လောက်ကြာမှပဲရွှေနှပင်ရွာလဲကြုံကိုရရှိခဲ့ပါရယ်။တကယ်တော့ရွှေနှပင်ရွာနဲ့သူတို့ရဲ့တိုင်းဝါဆိုတာကရေတိုးမြောင်လမ်းခွဲရနေမှာခွဲထွက်သွားရဲရွာပါ။ဒါကြောင့်ငွေမောင်ကရွှေနှပင်လဲကြုံစီရင်နဲ့ရေတုံးများကနေပြီးတော့တိုင်းဝထီကိုမှနှစ်နာရီလောက်လမ်းဆက်ပြီးတော့ရှောက်ရပါဦးမယ်။ တော်ရုံဆိုရင်တော့ဒီလိုမျိုးအခြေအနေဆိုရင်ဘယ်သူကစီးပါလိမ့်မလဲငွေမာတွက်ကတော့အခုချိန်မှာအခုလိုလဲကြုံရတာကိုပဲကျေစုတင်ရလုံးနေပြီလေသူမျိုးမှာအလုတ်သွားလို့တာတစ်နှစ်ကျော်ပြီရွာနေထွက်သွားပြီးတွေကအခုမှသာတင်းကျွတ်အခါရဲ့မိုးရွာပထမဦးဆုံးပြန်ရတာပါဒါပေမဲ့လည်းငွေမာကန်ကောင်းခဲ့ပါရဲ့လဲစားထွက်ပြီးတနားကြီးကြာခီးအောက်သွားမိတဲ့အချိန်မှာတော့သူတို့တိုင်ဝမ်ရွာကိုအောင်ချူးဆိုတဲ့သူကလည်းလဲကြုံမရှိတော့ဆိုပြီးတော့ခြေချင်းရှောက်နေရတဲ့အခွင့်ကြုံပြီးတော့လိုက်ပါလာပါရဲ့ ရွှေနှပင်ရွာလဲပေါ်မှာငွေမောင်းတို့တိုင်းဝါသားနှစ်ယောက်ရဲ့ရွှေနှပင်သားနှစ်ယောက်နဲ့လဲမောင်းသူကိုပေါကြီးဆိုတဲ့သူရဲ့အလုံးပေါင်း၅ယောက်ပါဝင်ပါတယ်။ခရီးတလျှောက်တယောက်နဲ့တယောက်စကားတွေဆိုရင်းပြောရင်းနဲ့လာလဲကြတာရေသွုံးမြောင်ရောက်တဲ့အခါမှာတော့မိုးကအတော်ချုပ်ပါပြီ။ဒါပေမဲ့ကောင်းငင်စင်ကလာစမ်းရှိရကြောစံတစ္ဆာလာရောင်ကတော့လောကမြေပြင်ကိုကြာဆင်းနေတဲ့အတွက်မှောင်နေလို့လည်းမထင်ရပါဘူး။လင်းချင်းမှုကလည်းတိတိတသားပါ။နှစ်ယောက်သားရေသွုံးမြောင်အနေမှာရွှေနှပင်အနေလမ်းနဲ့ခီးထွက်ခဲ့ကြပါရဲ့ ကျန်တဲ့ခီရောငွေမောင်နဲ့ကိုအောင်ချီတို့ကစကားပြောရင်းချေချင်းလျှောက်ကြတာပေါ့လေ။တောက်တဲ့ဆိုရင်တော့သွားတဲ့ခီကတော်လန့်ခီပဲမို့အတော့ကိုကတိလင်တာဖြစ်ပါလိမ့်မယ်။အခုကတော့နှစ်ယောက်ဖြစ်တဲ့အတွက်စကားပြောဖို့လည်းရှိပြီးတော့စိတ်လဲအားရှိရတာမို့ပါခက်ခဲမှတော့မရှိပါဘူး။ဒီလိုနဲ့နှစ်ယောက်သားရေသွုံးမြောင်ဖြစ်ပြီးတော့ခင်တန်းကုန်းအတက်ကိုလျှောက်လာတယ်။အဲ့ခါမှာသူတို့ရဲ့အနောက်ဘက်ရေသွုံးမြောင်ဆီကနေစကားပြောတန်း၊နွားချူတန်းစတဲ့အတန်းတွေကိုကြားမိကြရတယ်လေ။ငွေမောင်မိကြားမိလား။အင်း ကြားမိတယ်ကွာချူနွားလဲရည်လာနေတာထင်တယ်လဲရည်မဟုတ်ဘူးကွာအများကြီးဖြစ်လိမ့်မယ်လဲရမ်းများဖြစ်နေမလားပဲအတန်တည်းကနားထောင်နေရင်လည်းသူတို့ဘက်စီကိုနီးနီးလာတာပါအေးတို့ရဘာကိုသွားမဲ့ပုံပဲကွာလဲကြုံလိုက်လို့ရရင်တော့ကောင်းမယ်နော်ကိုအောင်ချူရဲ့အတွေ့အကြုံပါအနာရောက်တော့လေအဆင်ပြေလိုက်ကြတာပေါ့ဗျာအခုတော့မိမိကိုယ်သာအားကိုးရဆိုတဲ့အတိုင်းဆက်ပြီးတော့ရှောက်ကြအောင်ဆိုပေါ့ငွေမောင်ရေဘာလို့များဆက်ပြီးတော့ရှောက်နေအောင်မလဲလှဲလာနေတာတေးကြနေတာပဲဒီအနီးနားနေပဲထိုင်ဆောင်ကြမယ်လीနည်းနည်းရှောက်ရော နည်းနည်းလေးပို့ပြီးတော့ရောက်တာပေါ့ဗျာကဲလာပါငွေမောင်ရမင်းကလေဒိုးပင်လမ်းစုံတွေကလှဲစီးလာတာငါကလမ်းလျှောက်လာပြီလို့လမ်းတဝက်ရောက်ပါမှလှဲကြုံစီရတာဟာခြေတော်တွေညောင်းလာပြီကွာကိုအောင်ချူပြောတာလေဟုတ်မှန်တော့မလို့ငွေမောင်လည်းဘာမှမပြောပြတော့ပါဘူးသူရဲ့စိတ်ထဲမှာအဝေးကနေအခုမှပြန်လာတဲ့သူမျိုးအင်းကိုအမြင်ဆုံးပြန်ရောက်ချင်ပေမဲ့လေခီးသွားဖို့ကိုအောင်ချူရဲ့စကားကလည်းမှန်နေတယ်လို့ရှိရမှမငင်းဆန်တော့ပါဘူးအဆင်ပြေမဲ့လမ်းနှေးနေရာစီမှာနှစ်ယောက်သားထိုင်ဆောင်နေကြပါရဲ့ ိတ်မကြလဲပါဘူးသူတို့ရဲ့မြင်ကွင်းထဲကိုရေသွေးမြောင်ဘက်ကနေလမ်းအတိုင်းတက်လာတဲ့လှဲတွေကိုမြင်ရပါတယ်လာပြီဟဲ့ကိုအောင်သူ့အဝမ်းသာအားရနေပြောပြီးတော့လဲကြုံစီဖို့ထားရပါတယ်ငွေမောင်လည်းထားရမိပါတယ်လဲရီအနားကိုရောက်လာတော့ကိုအောင်သူ့အထိတ်ဆုံးအလှဲကိုတားပါတယ်နောင်ကြီးလဲကြုံလိုက်ပြစင်အောင်ပြအနောက်လဲပါတယ်အဲ့ရလိုက်ဒီလူစကားပြောတာဘလို့ပါလဲလဲသမားသူတို့ခက်ပြက်ပြက်စကားဆိုပြီးတော့ဆက်လက်မောင်းထွက်သွားပါတယ် သူတို့လှမ်းကြည့်တော့အနောက်မှာလဲလဲရီယာမနေမနောဆက်နေအောင်တွေးကြရတယ်လीနောက်ထပ်တစည်းထက်သားပြန်တယ်မရပြန်ပါဘူးငါးစီးမြောက်တိသူတို့တွေတားကြည့်ကြပြီးမဲတားသမျှလှဲတိုင်းကနောက်လဲပါလာတဲ့ကြီးပဲလေတံပြက်ပြက်တွေနဲ့ပြောနေကြတယ်ဒီလိုခြေနေတွေကြောင့်မဲနောက်ကဆက်လာတဲ့လဲရီကိုငွေမောင်းလို့ညမတားပြတ်တော့လန်နဘေးကနေပဲကိုဘသာခြေချင်းရှောက်ခဲ့ကြတယ်လဲရီယာသူရဲ့နဘေးကနေဖြတ်သွားနေအစီအတော့အများပြပြီးတော့ဖြတ်သွားသမျှလှဲတိုင်းသူတို့ကိုလော့ကုတ်တစုံတရာမပြူလဲတန်းကြီးဆုံးသွားတော့ကိုအောင်ချူကပြောတယ် လဲတွေကတကယ်မနေဘူးပဲရွာများပြောင်းကြသလားမသိထူတော့ထူစမ်းနေပြခမရတော့တတိထားမိသလားမသိဘာလို့လဲငွေမကဒီလိုတွေဆက်ဆံရင်တော်တော်ကျဲပါတယ်နော်ပြီးတော့ဒီချင်းယူအခုလိုမျိုးသွားနေရကြီးอ่ะမင်းကဘာပြောချင်တာလဲနာနာဘွားကြီးလို့ပြောချင်တာလားอืมစိတ်ထဲမှာထင်လာမိလို့ပါအကောင့်ထဲလိုက်ကြီးတွေမြင်နေရတာစကားတော်ပြောလိုက်သေးရဲ့လေကွာမဟုတ်တန်တော့ပါဘူးသူကသာရွာပြောင်းကြတဲ့သူတွေပဲဖြစ်မှာပါငွေမောင်လည်းဘာမှဆက်မပြောမိတော့ပါဘူး တမသာသူပဲအတွေ့ရမှာပဲဆက်ဆက်ပြီးတော့တွေးနေမိရယ်။နေရန်ကြီးကတော့သူရဲ့မြင်ကွင်းကနေအဝေးကိုရောက်သားခဲ့ပါပြီ။နောက်တော့အကွေးကောက်လန်းနေကြမြင်ကွင်းကနေကွဲသွားခဲ့ပါရယ်။သူတို့ကတော့လမ်းဆက်ဆိုင်နဲ့ညံ့တကောင်ကြီးခေါင်းချလောက်တဲ့အချိန်မှာသာရွာကိုပြန်ရောက်ခဲ့ကြရလေ။ညတော့ကရွာရဲကြက်တွေဝက်တွေစိတ်တွေပျောက်လို့ရယ်။တမအိယာနုံတို့ကျမတွေ့အားလုံးအိုးဟောတောင်းနေနေဖြစ်နေတဲ့တဲ့ရင်တစ်ခုပါ။ညာခီရလဲပန်းတာတချောင်းအရောက်တော့မိသားစုရေစကားလက်ဆောင်ဆက်မိတာတချောင်းကြောင့်သူတို့တမိသားစုလုံးအိယာထနောက်ကြရလေ။ အဲ့ရတို့တော့တရင်ကိုကြားမိပြီးသူတို့အင်အားအိမ်မွေးတရိတ်ဆန်တွေကိုစစ်ဆေးကြည့်မိတယ်။ကျက်နှစ်ကောင်ပျောက်နေရဲ့ဟေး။သူတို့အင်အားကျက်နှစ်ကောင်အခိုးခံခဲ့ရပါတယ်။တရားလုံးအတိုင်းတာနဲ့စူပေါင်းကြည့်တော့ကျက်ကအကောင်20ဝက်ကတစ်ကောင်နဲ့စိတ်ကတစ်ကောင်ဒါတာမန်တော်တဘာဝအပြော်ရဲချက်စားခြင်းလို့ခိုးယူတာမဟုတ်ဘဲနဲ့စီးပွားဖြစ်ခိုးယူတဲ့သဘောတတ်ရောက်နေပြီလေ။တကြီးနဲ့ရွာကောင်းဆောင်တွေကတကိစားကြဲကိုစုံစမ်းကြတယ်။ခိုးသူကအတော်ကြွန့်ကျင်မှုရှိရဲ။ဘယ်နေရာစီမှာမှချေရလက်ရလည်းမကျက်ရခဲ့ဘူး။စုံစမ်းသမှုတွေမှလည်းဘာမှမထူးကြခဲ့ဘူး။ ဒီလိုကနေတနေ့ကုန်လို့တညပြောင်းရပြန်ပြီလေညဦးပိုင်းချင်းရွာစုံမာနေတဲ့ကိုချစ်နဲ့မတ်ချူရိုလင်းများတွေကရွာတစ်ဖက်ကွင်းထဲကခတ်တက်တဲ့လူတန်းတချို့ကြားမိရတယ်ကိုချစ်တော့အတန်နေကြားမိလားအေးကြားမိရဟာလူတွေစကားပြောတန်နေပြီးတော့အော်ဟစ်ပြီးတော့ပြောရွှင်နေကြတဲ့အတန်နေဟုတ်တယ်နော်ဟိုဘယ်ကလူတွေကများဒီချိန်ကြီးကိုမတ်ချူဟာခတ်တွတ်တွတ်ရေရွမိပါတယ်သူတို့ရဲ့တစ်ဖက်ကရွာပြင်ကွင်းကြီးရဲ့မှာပါဆိုဘာမှရှိမနေတာသူတို့အတိပဲလေ ထွက်ကြည့်ဖို့ကြပြန်တော့လေသူတို့ရဲ့အင်္ဂလိပ်ရဲ့အနည်းတဝိုင်းမှာအင်ကြာမရှိအပြင်လည်းမထွက်ရဘူးမတော်လို့တကုတ်တမရည်များဆိုရင်မတ်ချွာတွေ့ရင်နဲ့ရှင်ထိတ်မိရတယ်ဒီချိန်မှတော့ဒီအနီးနားကရွာရီကလည်းဘာအကြောင်းနဲ့မှအခုလိုလာမင်းမထင်ဘူးလေဒါဆိုတဆေးတွေများလားဒါပဲဖြစ်မှာပေါ့အိုးကျုပ်ကြောက်လိုက်တာတော့ကျုပ်ကတကုတ်တွေတမရည်လောက်ပဲတွေးမိနေတာတော့ပြောမှာပဲအိုးကြက်သိန်းကြီးအောင်ထလာတာပြီပြောပြရနဲ့ကိုချင်းရဲ့ရင်ခွင်ထဲကိုမတ်ချိုတရားတိုးဝင်မိပါပြီ ိုချစ်ကလည်းဒါမျိုးကသူ့လိုချင်တဲ့အကွက်ဆိုတော့မျက်နှာကြာပြုံးဖြီလို့ရလေတကယ်တော့သူလည်းခါခါနာနာတော့မသိပါဘူးစိတ်ရှိရအောင်သာပြောလိုက်တာအရက်တော့စကားရဆိုရင်တော့ဒီလိုမြင်လို့ဒီချိုထွင်နေရပေါ့လေမကြောက်ပါနဲ့မိချိုရဲ့ငါကြောက်လို့ရှိပါရဲ့ဟာကိုချစ်ကအဲ့လိုပြောလိုက်ပါရဲ့မချိုစရာနေဘာမှတုံ့ပြန်စကားမဆိုပါဘူးလင်မယားနှစ်ယောက်တည်းရှိတဲ့အင်္ဂလိပ်စရာအတန်ပလန်နေလဲတိုးတိတ်စိတ်သားခဲ့ပါပြီအိညာညရဲ့တကောင်ရမှာတော့ကိုချစ်ပြောသလိုပဲနှောင်စရာလားဘာလားတော့မသိပါဘူး သူတို့အတန်ကြာရကွယ်မက်ကနေရွာရဲစီကိုလူလုံးလုံးတစီလုံးလုံးအရေးတွေဝင်ရောက်လာခဲ့တယ်။ခွေးရီလည်းမဟောင်စဘူးဥတန်နေလည်းမထွက်လာဘူး။ရွာရဲကခွေးရီတိုင်းကလည်းလူရမှာတွားရောက်ပြီးတော့ပုံအောင်နေကြတယ်။အရေးတွေကတော့ရွာရဲကိုရောက်ကြနေတရားလုံးစီအနှံ့ဖြန့်ကျက်သွားလာကြတယ်။အိမ်မွေးတရိစံတွေကိုဆွဲယူဖမ်းဆီးကြတယ်။စက်တွေစက်ဖန်နေဝက်တွေဝက်ဖန်နေစိတ်တွေစိတ်ဖန်နေခွေးတွေခွေးဖန်နေ။ ထူးဆန်းတာသူတို့ဖန်ဆီးတာခံကြရတဲ့တိရစ္ဆာန်တွေကဘာအတန်ကိုမှမပြူနိုင်ပဲအရုပ်တွေလိုပဲညိတ်သက်ပြီးတော့ဖန်ဆီးခံကြရတာပါသူတို့တွေလိုချင်တလောက်ကိုဖန်ဆီးရယူပြီးတဲ့အချိန်မှာတော့အရေးတွေကရွာပြုံပြန်လေပြီးတော့ထွက်ခွာသွားပါတယ်ဒီဖြစ်ပျက်ကိုတွေ့အောင်တဲ့မှာတိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်ရတဲ့သူနှစ်ယောက်တော့ရှိပါတယ်အဲ့လူတွေကတော့ငွေမောင်းနဲ့ကိုအောင်ချူတို့ပါသူတို့ညီကြတာကရွာကြောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပေမဲ့မြင်ရတာတွေကတော့တူညီနေကြတယ်လေ။မြောက်စလုံးသူတို့မြင်ရတဲ့အရာတွေအတွက်စကားဆိုပွေရအောင်ရှိမနေဘူး။ ဘသူ့ကိုမှလည်းပြောပြဖို့ရမဝင်ရဲဘူး။နောက်တနေ့မနက်မှာတော့တိုက်တိုက်ဆိုင်ဆိုင်ပဲကိုအောင်စုတရားငွေမောင်စီကိုဆက်ဆက်မြန်မြန်ရောက်လာပါတယ်။ငွေမောင်ငါညကဒီလိုမြင်မိတယ်ကွာ။ကျုပ်လည်းမြင်မိတယ်။ဘာထူးကြလဲ။ကျုပ်တို့တွေလဲကြုံစီဖို့လိုကြတယ်လဲရန်စီကလူနှစ်ယောက်လောက်တော့မြင်မိတယ်။အေးငါလည်းအဲ့တည်းကလူတယောက်မြင်မိတယ်ဟာ။ကျုပ်တို့ရွာအကောင်ကြီးပြက်ပြောက်နေတာသူတို့လက်ချက်ပဲဗျ။ကျုပ်တို့ရောက်တဲ့ညတွေကပျောက်တာလေသူတို့ပဲနေလိမ့်မယ်။သူတို့လဲရင်ငါတို့ရွာနားမှာပဲရှိလိမ့်မယ်ကွာ။အဲ့ဒါတော့ဟုတ်တယ်။ဒါဆိုဘလို့လောက်ကြမလဲကွာချူ။ ရွာလူတွေအကျိုးကြောင့်ပြောပြမှာပေါ့ဟာရွာလူတွေပြောပြတယ်သူတို့ရုံကြပါမလားဗျဩမယုံကြပါရှိလဲကွာမင်းဟောငါမြင်ကြတာပဲအားလုံးလိုမျိုးမြင်နေသူတွေလည်းထက်ရှိခြင်းရှိမှာပေါ့အင်ပေါ်လေကဲဒါဖြင့်လည်းပြောကြတာပေါ့ဗျာနှစ်ယောက်သားတကြီးအိမ်စီကိုထွက်ခဲ့ကြပြီးတော့အကျိုးကြောင့်ပြောပြကြပါရယ်တကြီးကဆာပြီးတော့သူတို့စကားယုံကြည်မရှိပါဘူးမပြတ်နိုင်ဘူးလို့ပဲအားလုံးကယူဆနေကြတယ်ဒီလိုမျိုးလုပ်နေရတာလေရွာတွေကတော့မဟုတ်တခြားရွာစီးပွားအလုံးကအတွက်ခိုးယူနေတာလို့ပဲအထင်ရှိနေကြတာ ဒီအတွက်ကိုလည်းကင်းသမားတွေစီစဉ်ထားတဲ့အကြောင်းမှပြပြလာတော့အောက်ချောငွေမောင်းဘာရီများဆက်ပြီးတော့ပြောတတ်ပါတော့မလဲဒီတိုင်းမဲ့လှည့်ပြီးတော့ပြန်ခဲ့ကြအောင်ပေါ့တိုင်းမဲ့လေသူတို့ရဲ့စိတ်အတွင်မှာတော့ရွာလူတွေကိုသူတို့စကားမယုံကြည်တဲ့အတွက်လိတ်ခဲတဲလေတော့ဖြစ်နေကြတယ်လေဒီအတွက်ကိုမှအကောင်းဆုံးသတိပြနိုင်မှုအတွက်သူတို့နှစ်ယောက်ကြိုးစားကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်ညယောက်တော့နှစ်ယောက်သားအရင်ညလိုပဲသူတို့မြင်ထားတဲ့လူတွေရွာတွေဝင်လာပြီးပြန်ထွက်တဲ့အချိန်ကျတော့အနောက်ကနေတိတ်တဆိတ်လိုက်ကြတယ် အရှိရလူတွေကရွာတွေကဖမ်းလာတဲ့အကောင်တွေကိုလက်ထဲကင်ပြီးပျော်ရွှင်စွာနဲ့ခုံပေါက်သွားလာနေတယ်။အောင်ချူရောငွေမောင်တို့ကတော့အနောက်ကနေပုန်းလိုက်ွယ်လိုက်နဲ့လိုက်ပါကြပေါ့လေ။ရွာပြေကွင်းမြင့်ကြီးစီကိုရောက်တော့လှဲတွေအများကြီးရထားပြီးတော့လူသူကလေးသူငယ်တွေပါအခြေပြုရက်နာနေအောင်တွေ့ကြရတယ်။အော်လက်ဆက်သက်တော့သူတို့ကဒီမှာရောက်နေကြတာပဲ။အောင်ချူကတီးတွပြောပါတယ်။သူတို့တွေခြုံတစ်ခုတွေဝင်ပြီးတော့ကြည့်နေတဲ့အချိန်မှာပဲရွာတွေကပြန်လာတဲ့လူတွေကိုလှဲစီရလူတွေကခုံပေါက်ပျော်ရွှင်ပြီးကြိုဆိုကြတာမြင်ကြရပါတယ်။ ပြီးတော့ဖန်ဆီးယူဆလာတဲ့အကောင့်တွေကိုခုတ်ထက်ပိုင်းဖြတ်ပြီးတော့သွေးတန်တရရဲ့နဲ့အသားစိမ်းတွေကိုခလျော့လူကြည့်ပါမယ်ချက်အကောင့်စားပြီးမျက်ရည်ရှက်ရည်ကြီးစားတော့ကြတာပါပေါ့တချို့ဆိုရင်ခုတ်ထက်ရကြလာတဲ့သွေးတွေကိုလက်ခုတ်တွေခွက်တွေနဲ့အလူရက်ခံလို့တောက်နေကြသေးတယ်။အောက်ကျူးနဲ့ငွေမောင်တို့ကတော့ဒီမြန်ခွင်းကိုကြည့်ပြီးအော်ဂလီဆန်လာပြီးပြုတ်အန်ဇလာလို့မင်းရဲ့စိတ်ကိုထိန်းကြရတယ်လေ။တန်ကြဆိုကိုအောင်ချူဟာအေးအေးနှစ်ယောက်သားလေးလာလန်းအတိုင်းကိုအသက်မထွက်လှည့်ပြန်ကြတယ်။အနေငယ်ဝေးရနေရလဲရောရွာအထိအရောက်ကမှတုတ်ချီတင်တော့တာပဲ။ သူတို့ညရွာရဲ့ဝင်တော့ကင်းရဲ့ဖွဲနဲ့စုံတယ်။ခုနအရေးတွေဝင်လာတဲ့အချိန်ရောပြန်ထွက်သွားတဲ့အချိန်ရောဒီကင်းသမားတွေကဘယ်လိုရောက်နေကြတယ်မသိဘူး။ကျုပ်တို့ရွာပြန်မှာအောင်ကျူကသူတို့တွေ့ကြတာကိုပြောပြတယ်။နေလေတော့ငါလည်းဘယ်သူမှမယုံကြသလိုအခုလည်းဘယ်သူမှမယုံကြပါဘူး။သူတို့တော်မှာပျောက်ဆုံးမှုတွေအတွက်တင်ငါမကင်းနေဖြစ်နေကြကြသေးတယ်။သူတို့ညဇလန်းထွင်ပြီးပြောနေကြတယ်ပေါ့။ကျုပ်တို့တက်တည်ပြပါမယ်ဗျာ။အောင်ကျူနဲ့ငွေမောင်တို့ကပြောကြတယ်။အေးလေမင်းတို့တွေတက်တည်ပြနိုင်ပြပေါ့မပြနိုင်လို့ကတော့မင်းတို့နှစ်ယောက်ရဲ့လက်ချက်ပဲ။ အောက်ချူရောလဲဘာတွေများတတ်နိုင်မအောင်လဲပြန်မသွားခြင်းမင်းမဲလဲကင်းသမားတွေခေါ်ဆောင်လို့ခုနကွင်းကြီးစီကိုပြန်လာခဲ့ကြတယ်ကွင်းကြီးစီရောက်တော့လဲရီကိုအရင်တိုင်းမြင်နေကြတယ်လဲရီဆရာလူတွေကအသားစိမ့်တွေကိုစားတဲ့သူတွေကစားကြတော့စားပြီးကြတဲ့သူတွေကလည်းစကားစင်ပြီးထိုင်ပြောနေကြတယ်။ကလေးတွေကတော့သူ့အဆုနဲ့သူစော့ကစားနေကြပြီလေ။ဟိုမှာတွေ့လားလဲတက်ကြီး။အောင်ချူကကင်းသမားတွေကိုလှမ်းပြတယ်။ကင်းသမားတွေမျက်စိမျက်နှာပြတ်သွားတယ်။အကြောင်းကအောင်ချူပြတတ်ရအောင်သူတို့ရဲ့မြင်မိလို့မဟုတ်ဘူး။ ကွေးမြင့်ကြီးရဲ့မှာအောင်ချူတို့ပြောတဲ့အရာတစ်ခုမှရှိမနေပဲဟာလာဟင်းလင်းကြည့်တာဖြစ်နေလို့ပါဘမလည်းဘာမှရှိမနေဘူးဟာဟုံဟုံမာလီဗျာရောက်နေဦးကြောင်ကြောင်နေလောက်နေနေဘာမှမရှိဘူးမင်းတို့ညာကိုမကောင်းမှုကိုဖုံးကွယ်ကြလို့ဇလန်းဆင်ညာတိတာနေပြီအောင်ချူတို့ညာလည်းညင်းဆန်လို့မရတော့ပါဘူးကင်းဖွဲ့ကသူတို့ညောင်တရားခံဖြစ်နေအတိလဲဆွဆွဲပြီးတော့တကြီးအိမ်စီကိုထိတ်တုံးခတ်ဖို့ရအတွက်ခေါ်ဆောင်သားခဲ့ပါပြီ။ကျုပ်တို့တကယ်မလောက်ပါဘူးတကြီးရဲ့ကျုပ်တို့ပြောတာရုံမှာဗျာ အောင်ချူနဲ့ငွေမောင်တို့ညောင်ထိတ်တုံအတွေ့အကြုံတကြီးနဲ့ကျန်တဲ့သူတွေအားလုံးရှင်းပြနေရပါဟဲ့ဟုတ်လေလေကျောတွေရှင်းနေကြတယ်တော့မင်းတို့ညောင်ရွာကိုပြန်လာတဲ့ညကနေစပြီးရွာထဲမှာအခုလူတွေစပြီးတော့ပျောက်ဆုံးနေတာဒီတရမင်းတို့ငါမတင်ငါဖြစ်နေမြာပဲဗါရဲလဲစီ90ဗါရဲလဲတက်ကြီးဟုတ်လားအလကကြံကြံစီစီကွာတကြီးခမရတကယ်မှားနေပြီနော်တရားခန်းဆက်ကကြုတ်တော့မဟုတ်ဘူးဗျဟာအဲ့ဒါဆိုမင်းတို့မဟုတ်လို့ဘသူတွေဖြစ်ရအောင်မလဲလဲတက်ကြီးပါဆိုဗျာ ရောက်လေမင်းတို့ပြောတဲ့စီကိုတတ်သိပြမယ်ဆိုလို့လဲလိုက်ပြီးတော့ကြီးကြသေးရပဲလေဘာမှရှိမနေဘူးလေကွာအဲ့ဒါသူတို့ပဲမမြင်တာဗျာကျုပ်တို့ညောက်ကမြင်ရတယ်မြင်ရမှာပေါ့မင်းတို့ဖန်တီးထားတဲ့အရာပဲဟာရောက်နေမင်းတို့ဒီထက်ပေးရှိလာမယ်ဆိုရင်တော့ထိတ်တုံးနဲ့ရော်သေးတယ်မဟုတ်ဘူးနော်ကြိမ်တမ်းမှပေးတော့မှာနော်ပြောနေပါနဲ့တော့ကိုအောင်ချူရာငွေမားလည်းအခြေတင်ပြောမနေတော့ဘူးအတွက်အောင်ချူကိုတားမြစ်လာပြီလေရောက်နေငါတို့မှမဟုတ်တာဟုတ်ကွာမင်းကလည်း ကဲမဟုတ်တော့လေဗျာကျုပ်တို့ဘက်ကဘာညာတက်တည်ပြနိုင်တာရှိလို့လေအောင်ချူလည်းငြိမ်သက်သွားပါရဲ့ငွေမောင်ပြောတာမှန်ပါတယ်သူတို့မလုပ်ဘူးဆိုတာလည်းမှန်နေဆိုပြီးမဲ့လေဘာတက်တည်မှပြလို့မရဘူးလေထပ်ပြီးတော့ရှင်းပြနေလေအပူပဲဖြစ်တော့မှာပေါ့အေးကွာငါဘာမှမပြောတော့ပါဘူးနှစ်ယောက်သားလေကြံတဲ့သူတွေအပြစ်တင်သမျှကိုခေါင်းငေါခါစီခံမှုတော့ဆုံးဖြတ်လိုက်ကြပါရဲ့အချိန်တိုင်းတော့အမှန်တရားတစ်ခုဆိုတော့ပေါ်ထွက်လာမယ်ဆိုတော့သူတို့ရဲ့စိတ်ထဲမှာယုံကြည်နေမိကြတယ်လေ ဒီလိုနဲ့နောက်တစ်နေ့ညနေဆောင်တဲ့အချိန်မှာတိုင်ဝရွာတွေကိုအယူတရားရောက်ရှိလာတယ်။အယူပုံစံရဲ့ပုံစံကအရှံလွင့်နေတဲ့ရောဂီအဝိစာရီဆုတ်ဆုတ်ချာချာစပင်းရှီရီကကောက်တိကကွေပုတ်တိုင်းနဲ့အဝိစာရီလိုပဲအယံပြပြရောဂီလွယ်အကြီးတစ်လုံးနဲ့လွယ်လို့အုံးလက်မြင်ပခုံးထံမှာထန်းထားတယ်။အိုးဟိုးလဲသား900အေးမဟုတ်ပါလဲသား90ကန်ကုန်နေတယ်သူတို့ကသူတို့သိမှန်းမသိတယ်ရွာစဉ်လှဲ့လဲရွာရဲခိုးဝင်ရရာသူ့အသာခိုးစားလို့နေကြပါလေတယ် အယူအရွာတွေကိုစပြီးဝင်လာတဲ့ကတချင်းလည်းမမီစာကြိုးလည်းမဟုတ်တဲ့တခရီးသောအကြောင်းအရာကိုသူပစက်ထဲကတွေ့ကြရမပေထက်လို့အော်ကြီးဟစ်ကျဲတီးဆိုနေတာပါအယူရဲ့နာမှာကလေးတွေဝိုင်းနေပါတယ်အယူကတချင်းကိုတီးဆိုရင်းနဲ့တခါတလေမှစာမင်းသားတွေလိုကခုန်နေပြီးခဲ့ကသူ့ကိုဝိုင်းဝန်းထားတဲ့ကလေးတွေကိုလွယ်ရထရတခြားလုံးတွေကောင်းချင်းထုတ်တွေကိုလိုက်ပြီးတော့ဝေပေးတယ်ဒီလိုချင်းရရကြောင့်လဲအယူကကလေးတွေကမကြောက်ဘဲနဲ့အနာကပ်ပြီးလက်ခုပ်လော်ဝါးတီးလို့အားပေးနေတာဖြစ်ပါလိမ့်မယ်ကားကောင်တီးဆိုရင်းနဲ့တကြီးအိမ်ရှိစီကိုအယူကရောက်လာတယ် တကြီးအိမ်ရှိကိုရောက်တော့အယူကကနေရနေရုတ်တရက်ရက်လိုက်ပါလေရောပြီးတော့တကြီးအိမ်နဲ့ခတ်တီတီပဲလှမ်းဝင်သွားတယ်တကြီးအိမ်ရလူတွေကအယူကိုမောင်းထုတ်ဖို့စိတ်ဆန္ဒရှိပေမဲ့ဘာကြောင့်မှမသိဘူးထိုင်ရနေမထမိကြအောင်အာစေးထည့်ပြီးတော့ခံထားတဲ့သူတွေလိုညှိနေမိကြတယ်လေအယူကတော့ဘသူကမှခီးမဆိုင်ဘူးထိတ်တုံခတ်ခံထားတဲ့ငွေမောင်းတို့နှစ်ယောက်စီကိုတန်းသွားတယ်ကောင်လေးတွေနင်းတို့မလုပ်ဘူးဆိုတော့ငါသူတော့သိတယ်ဟမ်အယူစီကပြောချလာတဲ့စကားကြောင့်ငွေမောင်းရောအောင်ချီကိုအံ့အားတင်သွားကြတယ်ခခမရ လဲသား90ကိစ္စလဲငါသူတော်လေးသိတယ်။ဟာစိတ်မပူနဲ့နော်ငါသူတော်လေးဒီကိစ္စကိုဖြေရှင်းပေးမယ်။ခမတကယ်ပြောတာလား။ခမအယူစစ်ကောဟုတ်လို့လား။ငါသူတော်လေးပါအယူစစ်မဟုတ်ဘူး။ဒါဆိုခမဟာသူတော်လေးကနတ်သား။ကဲကဲအဲ့ဒါတွေမေးမနေနဲ့အဓိကကနင်တို့ရွာမှာအခုကြုံတွေ့နေရတဲ့လဲသား90ကိစ္စငါဖြေရှင်းပေးဖို့အတွက်ရောက်လာခဲ့တာမဟုတ်လို့ရှိရင်တို့ပြန်ထွက်သွားနဲ့နင်တို့နှစ်ယောက်အပြင်နောက်ထပ်တယောက်ကတို့နဲ့လိုက်ပါသွားလိမ့်မယ်ကြား ကျောက်တို့ဟာဟုတ်တယ်သူတို့ကသူတို့ရဲ့လဲရီအစွဲလမ်းတိတ်ကြည့်ပြီးပရလောကသားတွေဖြစ်နေကြတဲ့သူတွေလေလူဘွားတော်ကလဲသား90အဖြစ်နဲ့ကျင်လည်ခဲ့ကြရာမြေတဘာဝဘီအန်ရဲ့တကူမှာအကုန်လုံးတည်ဆောင်းခဲ့ကြတယ်အခုသူတို့တွေဒီလိုမျိုးတွေဖြစ်ပြီးတော့ကျင်လည်နေကြတာနှစ်ပေါင်း900လောက်ရှိပြီသူတို့ကနေရအတီတကြမရှိဘဲနဲ့လဲကုန်နေတယ်လေလူဘွားတွေကသူတို့ရဲ့မိသားစုတွေကိုလဲပေါ်တင်ပြီးနေရာတိုင်းကိုလှည့်လည်သွားလာနေကြတာအခုဘွားမှာတော့အရှင်လိုပဲသွားလာနေကြရင်လည်းရှိနေကြတော့မယ် ဒါပေမဲ့ကြွားချသွားတာတကူကအခုဘဝမှာသူတို့ရဲ့စာလောင်မှုတွေကိုရွာရီအနောက်မှာစရေချချင်းကပ်ပြီးတော့ဖြည့်ရှင်းနေရတာအဲ့ဒီရွာနေပြန်ထွက်တာနဲ့သူတို့စီကနေ၃ယောက်ကကျွတ်လွခွင့်ရပြီးတော့ရွာစီက၃ယောက်ကသူတို့စီ90ပြားပြန်လဲပြီးတော့ဖြည့်တင်ပေးရတယ်ဒါကတော့သူတို့ဘက်ကခေါင်းဆောင်ရဲ့ဘယ်လိုပြောရမလဲတိတ်တိချောင်းရဲ့ပေါ့နော်ပြီးတော့ကျွတ်တန်းဝင်ပြီးလွမြခွင့်ကိုလည်းသူကပဲကန့်သက်ထားပေါ့ဖះဖះ ခေါင်းဆောင်ရဲ့အတားကြောင့်ဘသူဘလို့ကျွတ်ကျွတ်သူတွေကလဲငါးစရာတော့နောက်ထပ်လူတွေထပ်ထပ်ပြီးဖြစ်နေကြတာဘရောမှရှော့မသွားဘူးဒီလိုမျိုးတွေလူထပ်ဖြစ်တာလေသူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကငယ်သားတွေပေါ်မှာထားရှိရဲ့တန်ရုံးစင်ကြီးမမရင်လို့တော့မြင်မိတယ်အကောင်လုံးကအယူပြပြတာစက်သိမ်းတစ်ဖြန်းဖြန်းထိုင်နေနားထောင်နေကြပါသူတို့ဘသူကမှမမြင်နိုင်ဘူးဒါပေမဲ့မြင်နိုင်တဲ့သူကကြတော့လဲရွာတရွာမှာ၃ယောက်ပဲရှိရဲ့ဒီမြင်နိုင်တဲ့သူတွေကသူတို့စီကိုအင်အားပြန်နေဖြစ်တရမယ်သူတွေပဲဒါဆိုကျွတ်တို့ညလူစားလဲရမယ်သူတွေပေါ့ ဟုတ်တယ်။ရွာထဲမှာနင်တို့လိုပဲမြင်နိုင်တဲ့သူနောက်တယောက်ရှိနေလေဦးမယ်။တန်းနဲ့နင်တို့ညအခုငါးနောက်မှာရှိနေတဲ့စီကြီးကိုမြင်ကြရလား။မြင်မြင်ရပါတယ်။အယူအဆတကြီးဘက်ကိုလှည့်ကြည့်ရဲ့။ပြီးတော့တကြီးနဲ့ရှိသမျှလူအလုံးကအယူပြောတာကိုအကုန်လုံးကြားနေကြရတယ်လေ။ဟောဘကဒူရီယာကိုကျုံနာတစီကြီးကိုဘသူမြင်ရတယ်လဲ။ကျုံမြင်မြင်ရပါတယ်။ဒါဆိုရင်တော့နောက်ထပ်လူစားလေးခင်အောင်မဲ့တယောက်ကတကြီးပဲပေါ့။ဟာ။တကြီးဦးထင်အလုံးမဲထိုင်လာသွားခဲ့ပါရဲ့အယူနောက်ကပေရှိရှိတစီကြီးကိုသူတကယ်မြင်နေရတယ်လေ လူတွေကသေမှာတော့ကြောက်ကြတာမဟုတ်လားအကွာသေပြီးတဲ့နောက်မှာတော့မှကျွတ်လွတ်ခွင့်နေမရပဲနဲ့ချိန်စာသင်ခံရတယ်လို့ဖြစ်နေတဲ့ပရလောကသားလှဲသားအဖြစ်နဲ့နှစ်ရာချီအောင်နေရမယ့်အရေးဆိုတော့ကတကြီးခင်ဗျာသွေးပြက်ရပြီလေဒါရီကအမှန်နေပဲလားအမှန်နေပဲပေါ့ဟာဒါဒါပြည့်တော့ကျုပ်တို့ကဲပါဦးသူတို့ရဲ့ကျုပ်တို့တွေဘလို့မျိုးလောက်ရပါမလဲသူတို့ကသူတို့ကိုသူတို့တေးပြီးကြမှန်းသိကြပေမဲ့ခေါင်းဆောင်ရဲ့အတကျန်တဲ့သူတွေရဲ့အဆွဲလန်းစိတ်တွေကြောင့်ဘလို့ချွတ်ချွတ်မကျွတ်နိုင်ဘူး ဒါပေမဲ့နှစ်သားလေးသူတို့ကဒီကိစ္စကိုဖြေရှင်းပေးနိုင်ပါတယ်။ဘယ်လိုလုပ်ရမလဲ။အာကိုပြစီနှစ်သားလေးသူတို့ရဲ့တကြီးကအယူရဲ့နာမည်ကိုလေးတန်းလိုက်လို့ပြောလိုက်ပါတယ်။ဒီညာ၁၂နှစ်မထိုးခင်မှာနင်တို့တောင်းရောင်းနဲ့ငါသူတော်လေးတို့သူတို့စီကိုသွားကြပါပေါ့။အဲ့ဒီချိန်ဆိုရင်သူတို့လည်းရွာထဲရောက်လာမလို့ပြင်ဆင်တော့ဆိုတော့လည်းလူဆုံနေလိမ့်မယ်။ဟုတ်ဟုတ်ကဲ့။ဒီလိုနဲ့ညနေတဲ့အချိန်အတိအကျပြောရရင်တော့ညာ၁၂နှစ်မထိုးခင်အချိန်မှာ အယူသူတော့တစိကိုုံနဲ့တကြီးဥထင်တို့လူစားလဲခံရမယ့်တရားစလုံးကရွာပြင်ထွက်လာခဲ့ကြပါရယ်တိတ်ပြီးတော့မလှမ်းလုံးတဲ့နေရာဆိုတော့လေခဏအတွင်းမှာလဲရီရှိရာကွင်းမြင်စီကိုရောက်ကြတယ်လေကွင်းမြင်ထဲကလဲရီကိုမြင်တော့တကြီးဥထင်ခင်ဗျာမျက်လုံးအပြူသားနဲ့အလွန်အံ့ဩနေမိရယ်ကဲအားလုံးပဲဟမ်းမပြတ်ပဲရှိနေကြအတူတူထဲဝင်မျိုးစကားသွားပြောကြမယ်ဟုတ်ဟုတ်ကဲအယူသူတော့အရှိအနီဥဆောင်မျိုးလဲရီထဲကိုဝင်ပါတယ်သူတို့စီကိုလဲစီရလူတွေအကုန်လုံးကဝိုင်းဝန်းပြီးတော့ကြည်နေကြတာပါ ခေါင်းဆောင်လူယူဆတွေတယောက်ကသူတို့စီကိုလှမ်းလာပြီးဟေးဘသူတွေလဲလူစားလာလဲရဲ့သူတွေလားဟုတ်တယ်တဖက်ကအမေကိုအယူသူတော်ဟာတီတီတက်တက်နဲ့ခေါင်းငယ်လိုဖြေပါတယ်တောင်ယောက်ပဲမဟုတ်လားဘလို့ကြောင့်၅ယောက်ဖြစ်နေရတော့တောင်ယောက်ပါပဲနှစ်ယောက်ကသူတို့ကိုလိုက်ပို့တာအော်อืมဟုတ်ပါပြီလေသူတို့လည်းသူတို့တောင်ယောက်ရောက်လာအောင်မျှော်နေကြတာဒီရောက်တောင်ယောက်ကတော့စရောက်တဲ့နေ့တွေကထွက်သွားကြပြီသူတို့လည်းသုံးစီအတွက်မောင်းတူလုံးလေးလို့စောင့်နေတာအခုတော့ရောက်လာပြီပေါ့ခေါင်းဆောင်ကဝမ်းသာကြည့်ပြရဲ့ညနေထားနေပြောပါတယ် အယူသူတော်ကလှဲသားတို့ရဲ့ခေါင်းဆောင်ငါသူတော်ကိုနင်တို့နဲ့လိုက်လို့မရဘူးလား။အိုးမရဘူးလေသူတို့တောင်းရတယ်ဆိုရင်ပြည့်နေပြီ။ပြည့်နေလဲကတ်လိုက်လို့အဆင်ပြေပါမလား။အိုးဘယ်ရမှာရော။တပြင်ဟောဟိုဝါတယောက်ကရောတစေကြီးကိုအောင်ကိုလက်ညှိုးထိုးလို့သူတော်ကပြောလိုက်ပါတယ်။သူလည်းမရဘူးလေ။哦လဲကောင်းဆောင်ရဲ့နေမလဲနော်တေးပြီးသားသူတေးမမကြောက်တဲ့သူနေစီကိုလိုက်ချင်တဲ့သူကြတော့မခေါ်ဘဲနဲ့တေးမကြောက်တဲ့သူနေစီကိုမလိုက်ချင်တဲ့သူဘာဆောင်ခေါ်နေရလဲ။အိုး ဒါကျွန်ုပ်ရဲ့ကိစ္စပါ။လှဲကောင်းဆောင်ကဒေါသမျက်နာဒေါသတန်နဲ့ပြောလာပါရယ်။တေချာလေးလည်းစဉ်းစားပါအောင်။သူတို့မှာမိသားစုတွေရှိတယ်။လှဲကောင်းဆောင်မှာလေဟော်ရီလေတက်ကြီးကိုမိသားစုဖြစ်နေတတ်မှတ်ထားတယ်။နင်တို့စီကရွာတရွာရောက်တိုင်းလူသုံးယောက်ထွက်သွားတဲ့ချိန်နင်ဘလို့ခံစားရတလေ။အေးအဲ့ဒါလိုပဲ။သူတို့ဘက်ကသူတို့ရဲ့မိသားစုတွေခံစားချက်ကိုကျင်းစာကြည့်ပေါ့။လှဲကောင်းဆောင်ငြိမ်းသွားခဲ့ပါရယ်။နင်တန်ရောစင်ကြီးလုံးနာသိပါရယ်။ ဒါပေမဲ့နေ့စီဟာအခုကြံရတဲ့ငယ်သားတွေအထဲမှာလူဘဝကိုပြန်လာပြီးတော့သင်ကန်းစည်းကျင်နေသူရှိတယ်။ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနဲ့သူတွေရှိတယ်။ဒါပေမဲ့နေ့အတ္တမှာသူတို့ရဲ့လွတ်မြောက်မှုတွေအလုံးကကန့်သက်ခံထားတယ်။နေသာအကြီးကဲဆိုရင်သူတို့ရဲ့ဆန္ဒသူတို့ရဲ့မျက်နှာကိုကြည့်ရမယ်မဟုတ်လား။လှဲကောင်းဆောင်ကသူ့နောက်ကလူတွေအကြားကိုလှည့်ကြည့်လိုက်ပါရဲ။အကောလုံးကသူ့ဘောမျောလင့်တကြီးဖြစ်နေကြတဲ့မျက်နှာတွေနဲ့ပါ။နေသူတို့မေးကြည့်ပါကျွတ်တန်းဝင်ခြင်းကြသလားလို့။ခေါင်းဆောင်ဖြစ်တဲ့သူကသူ့လူတွေဘက်ကိုလှည့်ကြည့်လိုက်ပါရဲ။ အကုန်လုံးကခေါင်းဆောင်မျက်လုံးချင်းရင်ဆိုင်မကြည့်ဝနာကြောင့်ခေါင်းကလေးတွေငုတ်ကုန်ကြတယ်။တင်တို့အားလုံးကြွတန်းဝင်ကြကြသလား။အားလုံးနှုတ်ဆက်နေကြပါလေ။ကြွတန်းဝင်ကြတဲ့သူရှင်ကအခွင့်ပေးပါမယ်။ခေါင်းဆောင်ရဲ့ထပ်မံပြောတဲ့စကားစီမှာငယ်သားတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။တယောက်ကကျွန်တော်တို့ခေါင်းဆောင်ရဲ့လက်အောက်မှာနေရတာပျော်ရွှင်ကြရပါတယ်။ခွဲလည်းမခွဲချင်ပါဘူး။ဒါပေမဲ့ဒီဘွားကြီးမှာတော့ဆက်မနေချင်တော့ပဲကြွတန်းဝင်ခြင်းမိပါတယ်။ အဲ့ဒီတယောက်ရဲ့စကားအစုံမှာတယောက်ကစတရားဆိုတဲ့အတိုင်းပဲနောက်လူတွေကထပ်ထပ်ပြီးတော့ကြွတန်းဝင်လို့ကြောင်းပြောလာကြပါတယ်။နောက်ဆုံးတော့ခေါင်းဆောင်တယောက်သားကြည့်ရရပါပြီ။ခေါင်းဆောင်ကသူ့လူတွေကိုကြည့်ပြီးမျက်ရည်တွေများစွာကြဆင်းလို့ငိုကြွေးပါတယ်။ကောင်းပါပြီ။ငါတင်တို့အားလုံးကြွတန်းဝင်ခွင့်ပေးပါတယ်။ငါအတားနဲ့တင်တို့ရဲ့အခွင့်အရေးကိုထိန်းချုပ်ထားတယ်လို့ဖြစ်သွားလို့အားလုံးကတောင်းပန်ပါတယ်။လှဲသားခေါင်းဆောင်ကသူ့ရဲ့ငယ်သားတွေအရှိမတူးထောက်ချလိုက်ပါတယ်။အိုး ခေါင်းဆောင်ရဲ့အဲ့လိုမဟုတ်ပါဘူးခေါင်းဆောင်ရဲ့ဆောင်းဆောင်မှုကြောင့်ကျွန်တော်တို့တွေအခုလိုတစုတစည်းနဲ့ရှိနေရတာပါခေါင်းဆောင်ကျွန်တော်တို့မခွဲခွာတော့ပါဘူးအကောင်လုံးကလည်းခေါင်းဆောင်ပြန်လဲတောင်းပန်ကြပါတယ်မဟုတ်ဘူးငါအမှန်ကိုမြင်နိုင်သွားပါပြီငါမပိုင်ရင်တင်တို့တွေကြွတန်းဝင်ဖို့ညင်းပယ်ကြမှာငါသိနေတယ်ဒါကြောင့်ငါကိုယ်တိုင်လည်းတင်တို့နဲ့အတူကြွတန်းဝင်ဖို့အတွက်လှုပ်ဆောင်ပါမယ်ခေါင်းဆောင်ရဲ့စကားဆုံးမှာလဲသားမိသားစုတွေအားလုံးဟေးကနေဟစ်အော်ခုန်ပေါ်ပြီးတော့ပျော်ရွှင်ကုန်ကြပါတယ် ူတော်တို့9ယောက်ကတော့ခေါင်းဆောင်တလေတပတ်ကလဲသား90ရဲ့လက်ကျန်48ယောက်တော့လဲသားမိသားစုတွေကိုတလဲကြည့်ပြီးတော့စိတ်ထဲဝမ်းတာဝမ်းနဲ့ခံစားချက်တွေနေပေါ့ဒီလိုနဲ့တောင်းရကြတဲ့အခါမှာတော့တိုင်းဝရွာစီမှာလှဲသား90ရည်စုကျင်းပါတဲ့အကျွတ်လုပ်ပွဲတစ်ခုကိုတောင်းရတောင်းလီတီတီအကျွေးမွေးတွေတရားသဖြင့်နေနဲ့ကျင်းပပူဇော်လို့ပြုလုပ်ခဲ့ပါတယ်။လှဲသားတွေကလည်းသူတို့စုဆောင်ထားတဲ့ပစ္စည်းတွေကိုအကုန်ပုံအပ်လို့ဒီအကျွတ်လုပ်ပွဲအတွက်ပေးထားကြပါတယ်။အယူသူတော်ကတော့အဲ့ဒီအချိန်မှရှိမနေတော့ပါဘူး။ လဲသားတွေစီပြန်ကလေးကရွာကနေတခါရဲထွက်ခွာသွားခဲ့တာပါအကျွတ်လို့ပဲကျင်ပါတာသုံးရက်သုံးလပြေးပြီးတဲ့ချိန်မှာတော့ကွေးမြင်ကြီးတွေကလဲရီရောလဲသားရီမိသားစုရီရောအကုန်လုံးဟာဖြုတ်ကနေဖြုတ်ကနေပျောက်ပြက်ပြီးတော့လွင့်ပြေးရင်းနဲ့ကျွတ်တန်းဝင်ငုံကြရပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပြီးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေသက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် ။နောက်ရက်တွေမှာလေးကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပြီးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။